နေ့တော့ conditionless တွေနဲ့ပတ်သက်တဲ့လေးမျိုးကိုပြပြပေးသွားပါမယ်။သူ့ကို if clause တွေနဲ့ဆက်ပါတယ်။ conditions ဆိုတာဘာနဲ့ညီမျှလဲဆို situation အခြေအနေနဲ့ညီမျှပါတယ်။ results ဆိုတာဘာလဲဆိုလို့ရှိရင်ဒီလိုအခြေအနေကြောင့်ဒီလိုရလဒ်ဖြစ်လာနိုင်တယ်ဆိုတဲ့စာကြောင်းနှစ်ပိုင်းကိုဆက်ထားတာမျိုးလေးပြောမှာပါ။ဒါရီအရော conditional လေးမျိုးဖြစ်ပါတယ် scenario လေးတစ်ခုပေးပြီးစာကြောင်းလေးစောက်ပါမယ်ဆိုပါတော့ကျမတို့ job interview တစ်ခုဒီနေ့ရှိရဆိုပါတော့ if you are late you miss the interview နောက်ကြလို့ရှိရင် interview လွတ်သွားလိမ့်မယ်။ဒါကိုကျွန်တော်က general truth fact လို့ခေါ်တယ်။နောက်ကြရင်တခုခုကလွဲကိုလွဲမှာဆိုတာသိနေပြီသား။ဒီ case မှာဒီနေရာ situation မှာကျွန်တော်ကဒါ interview လွတ်တယ်လို့ခေါ်တာ။သူ verb form ရဆိုလို့ရှိရင် general truth ကိုပြောပြရတဲ့အတွက်ကြောင့်မို့လို့သူ verb form verb form မြန်တုံးပါတယ်။သူ့မှာ timeline မရှိပါဘူး။ဒီနေ့ပြောပြောမနေ့ဖန်ပြောပြောဟိုးရင်တော့ပဲပြောပြောနောက်ပြောပြောဒီရေပုံရကပြောင်းနေမှာမဟုတ်ဘူး။နောက်ကြရင်တခုခုကလွတ်ကိုလွတ်မယ်ဆိုတဲ့သဘောပါ။ first condition เนี่ยဒီလိုအခြေအနေကြောင့်မလို့အနာကက်မှာတကယ်ဖြစ်နိုင်တဲ့ဖြစ်နိုင်ခြင်းရှိတဲ့ရလက်ရနိုင်တယ်ဆိုတဲ့ပုံပြပြဖြစ်ပါတယ် if you prepare well you will do great in the interview ကောင်းကောင်းနာပြင်ဆင်မယ်ဆိုရင်အင်တာဗျူးမှာလည်းအကောင်းဆုံးဖြေနိုင်မှာပဲမပြင်ဆင်မဖြေနိုင်မှုဒါပဲအဲ့တော့ဖြေနိုင်ဖို့ရာကအခုလက်ရှိပြင်ဆင်ထားဖို့ဥစ္စာအရေးကြီးတယ်မပြင်ဆင်ရလက်ကလည်းကောင်းမှာမဟုတ်ဘူး ဲ့လိုသဘောမျိုးပြောတာအကြောင်းမလို့ဖြစ်နိုင်ခြေကအခုလုပ်တဲ့ action ပေါ်မှာဒီ present action ပေါ်မှာမူတည်ရဆိုတဲ့သဘောလေးကိုပြောတာပါ second conditionary ရာစိတ်ကူးရင်ဆန်တဲ့အရာတွေအခုလက်ရှိမှာဘာမှဖြစ်မနေဘူးသူ့ကိုဒါကြောင့်မလို့ imaginary situation noun ဆိုပြောကြတာပြောလို့ရတယ်ပေါ့နော် if i were more confident i would speak better in the interview ငါက confident ရှိခဲ့လို့ရှင်ရင် အင်တာဗျူးမှာကောင်းကောင်းပြောနိုင်နေပြီအခုပြောနေတဲ့အချိန်စကားပြောနေဒီခု present မှာ confident မရှိဘူးမရှိတဲ့အတွက်ကြောင့်ဘာဖြစ်လဲဆိုတော့ interview ကလည်းမလာသေးဘူးအဲ့အတွက်ကြောင့်မို့လို့ or interview မှာလာငါက confident ရှိခဲ့ရင်ဆိုတဲ့စိတ်ကူးယဉ်ဆန္ဒကိုပြောတာဒါကြောင့်မလို့သူ့ unreal situation လို့လည်းသတ်မှတ်တယ် second condition နဲ့ကို if နဲ့ clause မှာ verb 2 past tense နဲ့သုံးပြီးတော့သူ့နောက်ကဟာကို would plus verb 1နဲ့သုံးပါတယ်နောက်ထပ် unreal situation ပါလဲဆိုအ တိတ်ကဘာမှမဖြစ်ခဲ့တဲ့နောင်တရတဲ့ဥစ္စာနဲ့ပတ်သက်ပြီးပြောတဲ့ဥစ္စာ third conditional if i had practiced more i would have answered the questions easily ငါက practice ကောင်းကောင်းလုပ်ခဲ့မယ်ဆိုလို့ရှိရင် interview က question တွေကိုလည်းကောင်းကောင်းအေးအေးဆေးဆေးဖြေနိုင်ခဲ့မှာနှစ်ခုလုံးကပြီးခဲ့ပြီเนาะ ခုလက်ရှိပြောနေချိန်မှာမအောင်ခဲ့ဘူးအင်တာဗျူးအဲ့လိုသဘောမျိုးပြောတာလူလုခဲ့လို့ရှိရင်လူဖြစ်လိုက်ရမှာဆိုပြီးနောင်တရတဲ့အနေထားမျိုးတွေမှာသုံးလို့ရပါတယ်သူ့ရဲ့ pattern လေးက if close နဲ့မှာ had plus past participle verb 3ကိုသုံးတယ်နောက်ထပ်အဥ္စာလေးက would have verb 3ကိုသုံးပါတယ်